ျွန်တော်ရဲ့မိတ်ဆွေတနင်္လာသားလေးများတွေအခုဖြတ်သန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာနဲ့ပတ်သက်တဲ့ကကြမအခြေအနေများကိုဟောပြောပေးမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့လိုဟောပြောပေးတဲ့အခါမှာအလုတ်ကိုင်နောက်ငွေကြီးနောက်ကျမ်းမာရေးလူမှုရေးပညာရေးဘာသာရေးခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စနောက်တစ်ခုကရန်အတိုက်အခိုက်ရှိမရှိအစသဖြင့်ပေါ့နော်ပြည့်ပြည့်စုံစုံလေးတွေကျွန်တော်ဒါတဲရော့ကတ်လေးတွေနဲ့တက်ခတ်ချင်းကြည့်ပြီးတော့ ်ဟောပြောပေးမှာပဲဖြစ်ပါလေ။အဲ့တော့မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုခိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်မိမရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်။နောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။အဲ့တော့တနင်္ဂနွေသားမိများတို့ပထမဦးဆုံး sorry တနင်္လာသားမိများတို့ပထမဦးဆုံးအလုတ်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုကျွန်တော်စပြီးတော့ကြည့်ပေးလိုက်ပါပြီ။လုပ်ငန်းကိုင်းငန်းပိုင်းနေနဲ့ပတ်သက်တဲ့တိုးတက်ပြောင်းလဲမှုတွေဖြစ်ပေါ်လာစေနိုင်မဲ့လာတက်လာပဲလို့တွေးရပါတယ်။ တော့ဒီလာပိုင်းတွဲမှာအလုတ်ကိုင်းတဲ့ပတ်သက်တဲ့အပြောင်းလဲတွေဂျုံတွေးလာရနိုင်ပါတယ်အဲ့လိုအပြောင်းလဲတွေဖြစ်လာခဲ့မယ်ဆိုရင်လည်းပဲအဲ့ဒါကကောင်းသောပြောင်းလဲခြင်းတွေလို့ပြောလို့ရပါတယ်နောက်အဲ့လိုပဲအလုတ်မှာအပြောင်းလဲတွေမရှိခဲ့ရင်တောင်မှပဲ တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။လုပ်ငန်းကိုင်ငန်းပိုင်းနေနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လို့လာနိုင်မယ်လားတလားလို့တွေးရပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးတော့ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်ကြည့်ပေးပါမယ်။ငွေကြေးပိုင်းမှာတော့နှစ်နာဆုံးရှုံးမှုတွေများတတ်ပါတယ်။အဲ့တော့လိုအပ်လို့မလို့သုံးလိုက်ပြုလိုက်ရတာမျိုးမဟုတ်ဘဲနဲ့မလိုအပ်ဘဲနဲ့အလဟသက်ထွက်သွားတာတို့နော်။အဲငွေကြေးတွေဆုံးရှုံးသွားတာတို့နှစ်နာသွားတာတို့စတဲ့အခြေအနေမျိုးတွေ ုံရတတ်ပါတယ်။ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့ error တွေတက်တတ်ပါတယ်။ဒါကြောင့်မလို့တင်းလာသားများကဒီ၁၇လပိုင်းထဲမှာငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးတွေကိုတော့ဂယုစိုက်ပါလို့ကျွန်တော်အနေနဲ့မှာကြားလို့ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပါမယ်။ ကျမ်းမာရေးညံ့တတ်ပါတယ်ကိုယ်တိုင်တော်၎င်းမိသားစုမှာတော်၎င်းကျမ်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေတွေအញ្ញံတွေပေါ်ပေါက်တတ်ပါတယ်အဲ့တော့နေထိုင်မကောင်းဖြစ်တတ်ပါတယ်ကျမ်းမာရေးခြူချတတ်ပါတယ်ဂယုဆိုင်ပါလို့မှားချလို့ပါတယ်ခင်ဗျာဆက်လက်ပြီးတော့လူမှုပေါင်းသင်းဆက်ဆက်ရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုဟောပြောပြပါမယ်လူမှုရေးပိုင်းမှာတော့အဝေးကလူတွေနဲ့ပို့ပြီးတော့အဆင်ပြေတတ်ပါတယ်အဝေးကမိကောင်းဆွေကောင်းတွေရဲ့အကူအညီကောင်းတွေကိုပို့မှုပြီးတော့ရရှိစေတတ်တယ်ဆိုတာကို တွေ့ရပါတယ်ဆက်လက်ပြီးတော့ပညာရေးကံနောက်ဘာသာရေးကံကိုကြည့်တဲ့အခါမှာလည်းပဲအကောင်းနမိတ်ကိုတွေ့ရတာကြောင့်ပညာရေးပိုင်းတို့ဘာသာရေးပိုင်းတို့မဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတဏှာသာလီများနေတဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေ့ရပါတယ်ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စလေးကိုကြည့်တဲ့အခါမှာတော့ခရီးသွားလာလှုပ်ရှားမှုတွေမှာအဆင်မပြေတာမျိုးလေးတွေအထင်ပေါ်အထက်ကဲကြုံရတာမျိုးလေးတွေဖြစ်ပေါ်စေတတ်ပါတယ်ဒါပေမဲ့သွားလာလာတာလှုပ်ရှားတဲ့နေရာလေးတွေမှာဂယုစိုက်ပါလို့မှာကြလို့ပါ ါတယ်။ဆက်လက်ပြီးတော့ရန်အတိုက်ခိုက်တဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်ပြပါမယ်။ရှိပါတယ်။ဒီချိန်ကာလတည်းမှာတအုပ်ထက်ပိုတဲ့သူတွေရဲ့အနှောင့်အယှက်လေးတွေတောင်မှပဲကြုံလာရနိုင်ပါတယ်။အဲ့တော့ကိုယ်ကတအားကြီးထိခိုက်စေနိုင်တဲ့အခြေအနေမျိုးတွေမဟုတ်ခဲ့ရင်တောင်မှပဲအာယုံနောက်စရာတွေစိတ်ရှုပ်စရာတွေ ကြုံရတတ်ပါလေဒါမလို့ရံအတိုက်ခိုက်မကင်းပါဘူးပြဿနာမကင်းဘူးလို့မှာကျင်ပါတယ်ခင်ဗျာဒါတင်လာအသာသီးနာအတွက်ပထမဒါတဲရော့ကတ်တွေကိုကြည့်ပြီးတော့စုံစုံလင်းလင်းလေးကျွန်တော်ဟောပြတာပါနောက်တစ်ချိန်တဲရော့ကတ်ချိုးပြီးတော့ဘလုကန်အခွင့်လန်းကောင်းတွေကြုံတွေ့ရနိုင်အောင်မလဲဒါဘလုရေရာတွေကိုဆောင်ရွက်သင့်ပါတယ်လဲဆိုတာကို အကြံပြုလမ်းညွှန်ပေးပါဦးမယ်ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရှိမှာတအူးချင်းတယောက်ချင်းဗီဒီယိုမေးမြန်းခြင်းလဲဆိုရင် TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီယိုမေးမြန်းလို့ရပါတယ်ခင်ဗျာတအူးချင်းတယောက်ချင်းရဲ့ကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟောစတာတွေကိုကျွန်တော်ပို့ပေးတယ်နောက်သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးတယ်နောက်လိုအပ်တဲ့ရည်ရွယ်တွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ညံမှုစော်ကားကတော့တအူးကို2000ကျပ်ပဲယူ ပါတယ်ခင်ဗျာ။နောက်ရန်ကုန်မှာရှိတဲ့မိတ်ဆွေများကကျွန်တော်နဲ့အပြင်မှာလူတွေ့ဗီဒီယိုမင်းမြန်းခြင်းနဲ့ဆိုရင် အခုဒီနိုဝင်ဘာလလာစားပိုင်းမှာကျွန်တော်ရန်ကုန်မှာရှိပါမယ်ကျွန်တော်ကိုကြိုတင်ဆက်သွယ်စီးရင်ပေးပြီးတော့လာရောက်တွေ့ဆုံပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်ရဲ့နာမည်နဲ့ Bidding Application လေးလောက်ထားတာရှိပါတယ် Play Store မှာစောရန်ထုံးဆိုတဲ့နာမည်ကိုရိုက်ပြလို့ရှိရင် Application လေးကို download ဆွဲကနေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ Daily ဟောတွေနောက်တပတ်စာဟောစာတွေတလားစာဟောစာတွေတနေ့စာဟောစာတွေကိုဒါ Application လေးထဲမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အဲ့တော့ Application လေးကိုနေ့စဉ်ကြည့်ရှုအားပေးတဲ့မိတ်ဆွေ င်ကြားဖို့လည်းပဲကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ပေါ့နော်အရေးကြီးတဲ့မေးခွန်းတစ်ခုစီကို ကျွန်တော်ကဖြည့်ပြီးဟောပေးပါမယ်အဲ့အတွက်ကိုတေရကနဲ့တော်လည်းကောင်းသို့မဟုတ်အင်္ဂဝိဇ္ဇာအခါတိုင်းကြည့်ပြီးတော်တော်လည်းကောင်းဖြည့်ပြီးဟောပေးပါမယ်အဲ့တော့မိတ်ဆွေများကကျွန်တော်ရှိမှမေးမြန်းဖို့အတွက်ဆိုရင်ဒီ post ကအောက်မှာပဲ ဒါကျွန်တော်ရဲ့ application လေးကို download ဆွဲထားတဲ့ပုံလေးကို screenshot ရိုက်ပြီးတော့ comment လေးမှာ map ပါအရေးကြီးတဲ့မေးခွန်းတစ်ခုကိုမေးမြန်းနိုင်ပါလေခင်ဗျာအခုမှစပြီးတော့ download ဆွဲမယ်ဆိုတဲ့သူတွေကလည်းပဲ Play Store မှာ Soyan Thon ဆိုတဲ့နာမည်ကိုရိုက်ပြီးလို့ရှိရင် application လေးကို download ဆွဲကဒါဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်ဒါအရေးကြီးတဲ့မေးခွန်းတစ်ခုကိုဒီရဲ့ပို့အောက်မှာ ဒါကိုမန်ရေးပြီးတော့မင်းမြန်နိုင်ပါတယ်ကျွန်တော်တန်းနိုင်သလောက်ပြန်ပြီးတော့ဖြီးပြီးဟောပေးပါမယ်ခင်ဗျာဒါကျေးဇူးတုံးပြန်တဲ့အနေနဲ့ကျွန်တော်ဘက်ကနေပြီးတော့ဆောင်ရွက်ပေးခြင်းပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတော့တင်းလာသားမိများတွေနောက်တစ်ချိန်တဲတော့ကနေကျွန်တော်ထပ်ပြီးတော့ချိုးကြည့်ပေးလိုက်ပါပြီ တနင်္လာသားသမီးများကအခုတည်ရောက်နေတဲ့နိုဝင်ဘာလတလတာကာလတွင်မှာရံဝေးနဲ့ပတ်သက်တဲ့အကူအညီကောင်းအထောက်ပံ့ကောင်းအဆက်အသွယ်ကောင်းတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်အဲ့လိုပဲကြီးကြီးမားမားလုပ်ငန်းဆောင်တာကိစ္စရပ်တွေကိုစတင်စီစဉ်ဆောင်ရွက်ပြစ်တာမျိုးတွေကြုံရပါလိမ့်မယ်။နောက်အဲ့လိုပဲဒီချိန်ကာလတွင်မှာအခက်အခဲတွေကိုပေါ့နော်တော်တော်များများကိုဖြတ်ကျော်ပြီးတော့တိုးတက်အောင်မြင်နိုင်တဲ့ ကန့်ခွင်လန်းကောင်းတွေပေါ်ပေါက်လာနိုင်လိမ့်မယ်လို့တွေးရပါတယ်။အဲ့တော့ရေရာအနေနဲ့ဘာလို့သိမှသလဲဆိုလို့ရှိရင်ခရီးသွားတဲ့သူကိုကိုတတ်နိုင်တဲ့လောက်ခရီးစရိတ်အဲ့လှူဒန်းကူညီပေးပါလို့ရရလေးနဲ့ပေးလိုက်ရပါတယ်အဲ့တော့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အောက်ဘက်မှာကွန်မန့်လေးတွေမှန်းခဲ့ပါအောင် like share လေးတွေနဲ့အားပေးကူညီခဲ့ပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်